ရှလောလိုပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ဆက်တာပါတယ်အားလုံးနဲ့ပြန်လည်တွေ့ဆုံခွင့်ရတာဘုရားသခင်ရဲ့ခြေဆုတော်ပဲ ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်ရဲ့တသက်တာမှာအရင်မြင့်မရှိလို့မအောင်မြင်တာတွေအရင်မြင့်မရှိလို့မကြွယ်ဝတော့တာတွေဆိုရအတွေးတွေအားလုံးကိုဒီကနေ့လွန်ပလိုက်ပါဘာလို့လဲဆိုတော့လေကျွန်တော်တို့လူရည်လို့ဖြစ်လာတဲ့အချိန်မှာ ကိုယ်မှာမိဘမရှိရင်လည်းအားငယ်တဲ့စိတ်ကရှိတယ်။ကြောင်းနေစဉ်ကာလကလေးပေါ့ဗျာ။ကို့မိဖေဒီကိုကိုကောင်းကောင်းမထောက်ပံ့နိုင်တာဒါမှမဟုတ်ကို့မိဖေဒီမရှိတော့ရင်အမြဲတမ်းဒီရွေတူတငယ်ချင်းတွေကြားထဲမှာအဲ့ဒီကလေးကအားငယ်စိတ်ကတော့ရှိတာပေါ့။သူအမြဲတမ်းတွေ့တယ်ငါကြိုရှင်ကောင်းကောင်းမတက်နိုင်တာ။ငါမအောင်မြင်နိုင်တာငါဘဝမှာဒီလိုမျိုးဆက်ပြီးမှအမြဲအမြဲအရှိကိုမတွားနိုင်တာကငါ့မှာဒီမိဘဆိုတဲ့အရင်မြတ်မရှိလို့တချို့ကြတော့လဲ ငါတို့မိဘငါတို့မိဘတွေငါတို့မိသားစုတွေကဆင်းရဲတဲ့ခါကျတော့အဲ့ဒီအရင်မြင့်ပေါ့ငွေကြေးချိုးတဲ့အရင်မြင့်မရှိဘူးအဲ့တို့တော့နိုင်ငံခြားတွားနိုင်မှာပေါ့နော်တို့တော့လုံနိုင်မှာပေါ့ဘာလို့လဲဆိုတော့တို့မှငွေကြေးအရင်မြင့်ရှိတယ်ဆိုတော့ခံယူချက်တွေယုံကြည်မှုတွေကကျွန်တော်တို့ထဲမှာရှိလာတဲ့ခါကျတော့အမြဲတမ်းဘဝမှာသူများတဲ့ခြေတလန်နှုတ်ကြတယ်အမြဲတမ်းဟိုအားငယ်စိတ်တိမ်ငယ်စိတ်တွေနဲ့ရှင်သန်ရတယ်ပေါ့အဲ့ဒီကနေ့ကျွန်တော်အဲ့ဒီယုံကြည်တွေကျွန်တော်အားပေးခြင်းနဲ့ရတာက ကျွန်တော်ရဲ့အရင်မြစ်ကဘုရားတခင်ဖြစ်တယ်။မဖြစ်လို့လဲဆိုရင်ကဘာဦးကျန်ခန်းကြီးတက်အငယ်ကျွန်တော်တို့၃ရက်၄ရက်ကိုဖတ်ရင်ဘုရားတခင်ကအလင်းဖြစ်စေလို့ဖန်ဆင်းတာကိုတွေ့ရတယ်။အဲအလင်းဖြစ်စေလို့ဘုရားဖန်ဆင်းတဲ့အခါမှာနေတွေလတွေကျဲတွေကို မဖန်ဆင်းသေးဘူး။ကျွန်တော်အားလုံးနားလဲတယ်အလင်းဆိုတာနေတွေလတွေကျဲတွေရှိမှလင်းနိုင်တာ။ဒါပေမဲ့ဘုရားကနေတွေကိုအရင်မဖန်ဆင်းဘူးလတွေကိုမဖန်ဆင်းဘဲနဲ့အလင်းကိုအရင်ဖန်ဆင်းတယ်။လူအနေနဲ့မဖြစ်နိုင်ဘူး။ နေဆိုတဲ့အရင်မြင့်ရှိမှာအလင်းဆိုတဲ့အရာကလင်းနိုင်တာဒါပေမဲ့ဖခါကနေကိုအရင်မဖန်ဆင်းဘူးသူ့ရဲ့နှုတ်တော်ထွက်စကားအပြင်အလင်းကိုဖြစ်စေလို့ဖန်ဆင်းတယ်အဲ့တော့အရင်မြင့်ရှိခြင်းရှိမရှိခြင်းနေဖခါစကားရှိရင်လင်းနိုင်တာပဲဖခါနာမဘုန်းကြီးပါစေအဲ့ဒီလိုပဲ ကျွန်တော်ဘုရားမှာလဲကိုယ့်ကိုပံပိုးနိုင်တဲ့မိပါတွေစောစောစစ်စီ꽌လွန်သွားတာပဲဖြစ်ဖြစ်ငွေကြေးချုပ်တဲ့တာပဲဖြစ်ဖြစ်ထောက်ပံ့တဲ့တို့မရှိတာတို့ငွေချင်းကောင်းမရှိတာအခွင့်အလမ်းကောင်းမရှိတာရှင်းကျင်ရှိမရှိကျင်နေအတ္တကာမှာအရေးကြီးတာကဖရားရဲ့စကားကိုကျွန်တော်ရဲ့နှလုံးသားထဲမှာယုံကြည်ကိုးစားဖို့ပဲဘာလို့လဲအဲ့ဒီဖရားကအရင်မြင့်မရှိဘဲနဲ့တော့အလင်းကိုဖန်ဆင်းနိုင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာလည်းဘာအရင်မြတ်မရှိပေမဲ့လည်းအဲ့ဒီဖခင်ကကျွန်တော်တို့ကို ကျွယ်ဝအောင် လုပ်ပေးနိုင်တယ်။ကောင်းစားအောင်လုပ်ပေးနိုင်တယ်။မိဘမဲ့ဖြစ်တယ်။မီလီယံနာဖြစ်တယ်။ဘုရားသခင်တတ်နိုင်တယ်။ထောက်ပံ့တဲ့သူမရှိဘူး၊ကူညီရတဲ့သူမရှိဘူး။ဒါပေမဲ့အောင်မြင်တော့သူဖြစ်နိုင်တယ်။ဘာလို့လဲ။ဘုရားသခင်တတ်နိုင်တယ်။ဒါကြောင့်ကျွန်တော်ဒီကနေ့ငါမှဒီအရင်မြတ်မရှိလို့ငါမှဒီအရင်နီးမရှိလို့ငါဒါတွေကိုငါမလုပ်နဲ့ငါဒါတွေကိုငါမကြော်ဖြတ်နိုင်ဘူးဆိုရင်အတွေးလုံးဝမတွေးနဲ့။အဲ့ဒါအားလုံးကိုမြောင်းထဲမှာထားလိုက်တော့မြောင်းထဲမှာထည့်လိုက်တော့ ။ဒီကနေ့ကနေစပြီးမှကျွန်တော်တို့ရဲ့တက်တာတွေမှာဘုရားသခင်ဟာငါ့ရဲ့အရင်မြစ်ဖြစ်တယ်ဆိုတာအမြဲတမ်းဝန်ခံပြီးတော့မှရှေ့ဆက်ပွင့်အတွက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုဘုရားကတင့်မှာဘာရင်မြစ်မှမရှိရင်လည်းတင့်ကိုကျွေဝစီနေနဲ့ပြရှင်ဖြစ်တယ်။ဘာဖြစ်လို့လဲ။ဘုရားရဲ့နှုတ်တော်တွင်စကားမှာတကူရှိတယ်။အဲ့ဒီတကူဟာတဘာဝကိုလွန်ပြီးမှအလုံးလုံးတယ်။ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာလဲကျွန်တော်တို့အတွက်မဖြစ်နိုင်တဲ့ level တွေအများကြီးရှိတယ်။ ်သူများတွေကမိဘစီးပွားရေးလုပ်ငန်းကောင်းတဲ့အရင်းမြစ်ရှိလို့အပေါ်ကိုတက်နိုင်ပေမဲ့ကျွန်တော်တို့ရဲ့အင်အားနဲ့ကျွန်တော်တက်ချင်မှတက်နိုင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဖခင် ကျွန်တော်နဲ့အတူရှိရင်ကျွန်တော်တို့ကမဖြစ်နိုင်ဘူးဆိုရင်အဲ့ဒီအရာတွေအားလုံးဟာကျွန်တော်တို့ဖခင်အဖြစ်ကျွန်တော်တို့ကဖြစ်လာနိုင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ရဲ့အရင်းမြစ်ကဖခင်ဖြစ်လို့ဒါကြောင့်တပင်တပင်ကရေတောက်မြက်မှာချိတ်ဆက်ထားရင်နေဘလောက်ပဲပူပူအပူရှင်ရောက်ကြောင်မတည်ဘူးစိမ့်လန်းနဲ့အတီးတီး ဒီလိုပဲကျွန်တော်တို့လည်းမိဘပဲဖြစ်ရင်ဖြစ်မယ်၊ကုညီနဲ့တူမရှိရင်လည်းမရှိတာဖြစ်မယ်။အမြဲအနေခံရတဲ့တူဖြစ်ဖြစ်မယ်၊အမြဲအချရှောင်းနေတဲ့တူဖြစ်ရင်ဖြစ်မယ်။အဲ့ဒီလိုမျိုးထဲမှာကျွန်တော်အရင်မြင်မရှိလို့အဲ့ဒီလိုဖြစ်နေပြီမယ်။ဒီကနေ့တင်ဖရားရဲ့စကားပေါ်မှာတင်ရက်တီပြီးမှဖရားတခင်ကငါ့ရဲ့အရင်မြင်ဖြစ်တယ်လို့တင်ဝန်ခံတဲ့နေ့ကနေစပြီးမှတင်ရတတ်တာက နေမရှိဘဲနဲ့အလင်းကိုဖြစ်စေတဲ့ဘုရားကတင်းဘဝထဲမှာတင်းရဲ့မိဘတင်းရဲ့ငွေချေးတင်းရဲ့အရင်နေတင်းကိုကုညေးတငယ်ချင်းမရှိဘဲနဲ့လေတင်းကိုအောင်မြင်စေနိုင်တဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်ပေတရုခုတညလုံးငါဘာနာငါမရအောင်လေ။ဒါပေမဲ့ဘုရားတကယ်အဲ့မှာဖိုက်ကုံကိုချပါလို့ပြပေတရုတခါရေနဲ့မှဖိုက်ကုံချတဲ့ခါမှာလေနစင်းနစ်လူမတက်တော့ငါကိုရတယ်။ဘာကွာတော့တာလဲ။ဘုရားရဲ့စကားမှာတကူရှိတယ်။ဒါကြောင့်ကျွန်တော်ရဲ့အရင်မြစ်ကဘယ်လိုဖြစ်ရမလဲဆိုရင်ဘုရားတကယ်ဖြစ်ဖို့ရန်အတွက်အိတ် အရေးကြီးတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကနေစပြီးမှငါကအရင်နေမရှိဘူး။ငါကကိုညီမဲ့တို့မရှိဘူး။ငါကမိဘမရှိဘူးဆိုတဲ့စတဲ့ကိုကိုကိုတိမ်ငယ်စေအတွေးတွေကိုကိုကိုနောက်ပြန်ဆွဲတဲ့အတွေးတွေကိုလုံးဝမစင်စားနေတော့။ဖရာတခင်ကငါရဲ့အရင်မြတ်ပဲ။ The Lord is my shepherd. ထာဝရဘုရားကြီးငါ့တို့တဲ့ငါရဲ့ထောက်ပံ့သူ။ငါရဲ့ဖခင်ငါရဲ့ဦးချိုငါရဲ့ရဲတိုက်ငါဒီအဘယ်သူကိုကြောက်လိုက်ရနေငါဘယ်သူကိုငါစိုးရမှာလဲငါအောင်မြင်တော့သူဖြစ်တယ်ဘသူကဖြစ်လဲ ခရစ်တော်အပြင်ဘုရားသခင်အပြင်ဒါကြောင့်ဖိလိပ္ပိ53ကပြောတယ်ငါ့ကိုခေါ်နဲ့ပြည့်စုံစေတော်မူခရစ်တော်အပြင်ခတ်သိမ်းလို့ငါဘာဖြစ်နေလဲတဆွနေတယ်ဒါကြောင့်ကျွန်တော်ပြောမယ်တင့်မှာဘာအရင်မြတ်မရှိရင်လဲဘုရားစကားရှိရင်တင်ကအောင်မြင်တော်သူဖြစ်လာမယ်ကြွားတော်သူဖြစ်လာမယ်တင်ကပိုင်ဆိုင်တော်မြောက်များစွာကိုပိုင်ဆိုင်မှုမြောက်များစွာကိုရရှိတူတယောက်ဖြစ်လာမှာဖြစ်တယ်ကြောင့်ဒီနေ့နှုတ်ကပတ်တော်မှာတင်ရည်တည်ပါ ဖယားတခင်ကတင့်ရဲ့အရင်မြစ်ဖြစ်ပါတယ်ကိုမတ်မရေးခဲ့ပြီပါဖယားတခင်ကကျွန်ုပ်ရဲ့အရင်မြစ်ဖြစ်တယ်ကျွန်ုပ်ရဲ့အရင်မြစ်ကကျွန်ုပ်ကိုကြွေဝစင်မီလို့ကိုမတ်မရေးခဲ့ပါနှုတ်ကပတ်တော်ပြအားလုံးကိုဖျက်ရှင် စကားပြုပြီးကောင်းချီးပေးပါစေအားလုံးပဲနှုတ်ကပတ်တော်အပြင်ဖျက်ရှင်စကားပြောမယ်ကောင်းချီးဖြစ်မယ်ဆိုတော့ယုံကြည်ပါတယ်ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငယ်ကြီးညာစရာလေးရှိတယ်ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိဆောက်ချက်မှုကိုကျွန်တော် လှုပ်ဆောင်သွားပွင့်အတွက်စဉ်စဉ်လျက်ရှိပါတယ်။ဒီအတင်းတော်တိဆောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကိုကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက် စတင်ပြီးမှစူတောင်းနေပြီးစတင်ပြီးမှကျွန်တော်တို့အာစီဝေးထိုင်နေပြီဖြစ်ပါတယ်။အားလုံးကလည်းတတိယပြီးမှရန်ကုန်မြို့မှာအတင်းတော်တပါပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ကတင်းကိုနိုးဆိုတယ်ဆိုရင်ဒီရန်ကုန်မြို့မှာအတင်းတော်တပါဖြစ်လာပွင့်အတွက်တင်းတို့ကိုဖျားရှင် no ဆိုရဲဆိုရင်ပါဝင်လို့ရတယ်ဆိုရင်ပတ်သက်ပြီးလဲကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အတင်းတော့တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံအာနာရှိယုံနဲ့တိဆောက်လို့မရပါဘူး။ဘုရားသခင်ရွေးချယ်ထားတဲ့ဒုတိယကပဲတိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော့တိဆောက်ပြီးတော့ရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းချီးမင်္ဂလာ လူပေါင်းများဆိုင်ဝိညာဉ်ရေးရာမှာအကျိုးရှိစေရအောင်တင်ကတီဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လုံးမှာအဲ့ဒီကောင်းခြင်းမင်္ဂလာကစီးစင်းနေမှာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တီဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းပွင့်အတွက်ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှာဖြစ်တယ်။ဒါကြောင့်တင်းကိုဖျားရှင်ကဖွင့်ပြတယ်။ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်။ဒီလိုအားလုံးပေါ်မှာဖျားတခင်စကားပြောရေးကောင်းချီးပေးပါစေ။